လွန်ခဲ့တဲ့6လတုန်းကသာ Mylewis Kelly ဆိုတဲ့နာမည်ကိုလူတိုင်းမသိကောင်းမသိနိုင်ပေမဲ့လက်ရှိနေထားမှာတော့ Lewis Kelly ဆိုလို့ရှိရင်အကောလုံးနီပါကတည်နေကြပြီ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ပထမဆုံးသောအနေနဲ့ဒီ match လ14ရက်နေ့မှာဆိုလို့ရှိရင်2026 FIBA World Cup Qualification ပွဲစဉ်တွေအတွက် Lewis Kelly ကရွေးခန့်ခဲ့ရတယ်။ဆိုတော့ Thomas Tuchel လက်ထက်မှာအပြောင်းအလဲကြီးကြီးမားမားလုပ်ပါမယ်ဆိုတော့ ယူဆချက်မျိုးရှိနေတဲ့အင်္ဂလန်အသင်းမှာဒီလိုငယ်ရွယ်တဲ့ကစားသမားလေးတစ်ယောက်ကရွေးချယ်ခြင်းခံရတယ်။ဒါအပြင်ကိုအင်္ဂလန်အသင်းကြီးအတွက် debut ပါဝင်ကစားတဲ့အချိန်မှာဆိုလို့ရှိရင်လည်း twin goal ရရှိခဲ့တယ်။ Lewis Kelly ကအင်္ဂလန်အသင်းရဲ့တမိုင်းတစ်လျှောက်လုံးမှာတောင်မှအသက်16နှစ်နဲ့186ရက်နဲ့အတူတူပဲ goal သွင်းနိုင်တဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီ။ဒါအပြင်ကို Lewis Kelly ကလက်ရှိ လောလောဆယ်အာဆင်နယ်အသင်းရဲ့နေထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်း left full back အနေထားမှာဆိုလို့ရှိရင်တကယ်ကို inverted winger ဆန်ဆန် inverted full ပတ်ဆန်ဆန်ကစားပြနိုင်နေတဲ့ကစားသမားကိုမြင်ရလိမ့်မယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာအဓိကအားဖြင့် discuss လုပ်မှာက Lewis Kelly ရဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စားလိုက်ကြရအောင် အခုမှအသက်16နှစ်19နှစ်တောင်မပြည့်သေးတဲ့ကစားသမားတယောက်ကို discuss လုပ်ဖို့ဆိုတာကတကယ်တော့လွယ်ကူတဲ့အကြောင်းအရာမျိုးမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့လူငယ်ကစားသမားတွေကိုချင်းကပ်တဲ့နေရာမှာဒဏ်ရာရရှိမှုတွေထားအပြင်ကိုဒီကစားသမားတယောက်လူငယ်အသင်းမှာဘယ်လိုကစားခဲ့တယ်လဲဆိုတာတွေကအများကြီးအရေးပါတယ်။ဆိုတော့ Lewis Kelly အကြောင်းပြောမယ်ဆိုလို့ရှိရင်ဒီရာဒီအာဆင်နယ်အသင်းအနေနဲ့ Lewis Kelly စင်တင်ပေးမှုမှာဆိုလို့ရှိရင်အရေးပါလာတာကပါလဲဆိုတော့တကယ်ဒီအာဆင်နယ်အသင်းရဲ့ဇင်းချန်ကိုတို့ပြီးတော့လို့ရှိရင် Color Fury တို့အစရှိတဲ့ကစားသမားတွေဒီဖူဘ က်မှာကစားနိုင်တဲ့ကစားသမားတွေဒဏ်ရာရရှိမှုကနေစတင်တယ်။ဒီနေသားမှာ Lewis Kelly ကထွက်လာတယ်။ Lewis Kelly ကကျွန်တော်တို့လက်ရှိနေသားမှာဆိုလို့ရှိရင် Belgium အာတန်ကစားသမားပြီးတော့လို့ရှိရင်ကျွန်တော်တို့ အာဘယ်ကျန်းဖူဘက်ဖြစ်နေကစားနေရလဲဆိုမှသူရဲ့ initially အရာဒီလူငယ်အသေးမှကစားခဲ့တာကလုံးဝဒီဖူဘက်ကစားသမားဖြစ်နေကစားခဲ့တာမဟုတ်ဘူး Lewis Kelly က Arsenal Academy ကိုအသက်၈နှစ်ခန့်ကရောက်လာတယ်ရောက်လာခဲ့ကလေးကနေစတင်ပြီးတော့မှ Arsenal လူငယ် Academy မှာဆိုလို့ရှိရင် box to box midfielder အနေနဲ့ကစားခဲ့တာပြောချင်တာက central midfielder တယောက်အနေနဲ့ကစားခဲ့တာ ီတော့ကြောင့်မလို့သူရဲ့ passive range တွေကတကယ်ကိုကောင်းတယ်ဒါအပြင်ကို passive ထုတ်တဲ့နေရာတွေမှာဆိုရှင် passive accuracy တွေကအစားတိကျတယ်ဆိုတာကလူငယ် academy မှာတကယ်ကွန်းလက်ကစားသမားဖြစ်နေကစားခဲ့တဲ့အတွက်ကြောင့်လို့ဖြစ်တယ်ဆိုတော့ဒီလိုကစားသမားတယောက်ကိုအာ arsenal အသင်းအနေနဲ့ arteta အနေနဲ့ဒီ fullback နေရာမှာထားကစားရဲဆိုတာကလည်းသူ့ရဲ့ဒီ system ကြောင့်လည်းအများကြီးပါဝင်တယ်။ Arsenal အသင်းရဲ့ပြီးခဲ့တဲ့အတိတ်ကာလတွေမှာဆိုလို့ရှိရင်စင်ချန်ကိုကို effective ဖြစ်နေဝင်ခိုင်းပြီးတော့မှဒီအသင်းရဲ့ uh 325ဆိုတော့ attacking phase တခုကိုပုံဖော်တယ် BFC တခုကိုပုံဖော်တယ်အဲ့ဒီနေထားတခုမှာတို့လို့ရှင်ဒီ inverted uh full back ကစားသမားတွေကတကယ်ကိုအရေးပါတဲ့နေထားမှာရှိတယ်ဆိုတော့အဲ့ဒါလိုမျိုး inverted full back တွေကအတွင်းထဲကိုဝင်နိုင်ပြီဆိုလို့ရှင်ရင်တောင်မှ passing range တွေကကောင်းဖို့အတွက်လိုအပ်တယ် passing accuracy မြင့်ဖို့အတွက်လိုအပ်တယ်ဒါအပြင်ကိုကျွန်တော်တို့ back pass တွေမဟုတ်ဘဲနဲ့ side pass တွေဒါအပြင်ကိုကျွန်တော်တို့အရှိကို forward pass တွေဒါတွေပုံများလာဖို့အတွက်လိုအပ်တယ်ဆိုတော့ Lewis Kelly က Lumen Academy မှာကွန်းလေကစားသမားအဖြစ်နဲ့ကစားလာတဲ့အတွက်ကြောင့်မလို့ဒီအသင်းကြီးရောက်တဲ့အချိန်မှာ inverted ဖြစ်နေကစားရတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူ့အတွက်အခက်အခဲအများကြီးတော့မရှိတော့ဘူးဗျဆိုတော့ okay လူငယ်ကစားသမားတယောက်အတွက်ပြောရမယ်ဆိုလို့ရှိရင်တော့အဲလီဝစ်ကယ်လီနီယာရလာတဲ့ပုံစံကတော့အတင်းကြီးကလိုအပ်ချက်ရှိလို့အတင်းကြီးမှာလိုအပ်မှုတွေရှိလို့ရောက်လာတာပဲ။ Okay လူငယ်ကစားသမားတွေကိုစပြီးတော့မှပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ auditor ကနေစပြီးတော့မှလိုက်ရလိမ့်မယ်။ဘာလို့လဲဆိုတော့ scouting report တွေလုပ်တယ်ဆိုလို့ရှိရင်တော့မှကစားသမားတယောက်ရဲ့စိတ်နေစိတ်ထားကိုအရင်ဆုံးသွားပြီးတော့မှ scout လုပ်ကြရတယ်။အဲ့တော့လီဝစ်ကယ်လီတောင်းကိုပြောကြတာပေါ့။လီဝစ်ကယ်လီက အာဆင်နယ်အသင်းအတွက်အသင်းကြီးဒေဗျူးကိုစက်တင်ဘာလ22ရက်နေ့2024ခုနှစ်မှာမန်ချက်စတာစီးတီးနဲ့ပွဲမှာစတင်ပြီးတော့မှပွဲထွက်ခွင့်ရတယ်ဆိုတော့ဒေဗျူးဝင်တဲ့အချိန်မှာဆိုရင်ဂျူလီယန်တင်မာရဲ့နေရာကိုဝင်ရတယ်ဒါပေမဲ့ဒီရဲ့ professional debut မစခင်မှာတောင်မှ Michael Oliver ကအဝါကပ်ပြတာခဲ့တယ်ဆိုတော့ professional debut မစခင် professional debut မလုပ်ခင်မှာအဝါကပ်ပြတာခံရတဲ့ Lewis Kelly ပေါ့ဆိုတော့အဲ့ဒါအပြင်ကို သူ့ရဲ့ ဒီအနီကပ်ကိစ္စတွေလည်းရှိတယ်။ဥပမာပြောရင် wolf နဲ့ပွဲကအနီကပ် wolf နဲ့ပွဲကအနီကပ်ဆိုလို့ရှိရင်ယူကန်အောင်မြင်ခဲ့တယ်။အဲဒါပေမဲ့တလားကြာနောက်ထပ် whatsapp နဲ့ပွဲမှာဆိုလို့ရှိရင်လည်းအနီကပ်ထိပြန်တယ်။ကစားတာက risk ယူတယ်။ပြီးတော့လို့ရှိရင်သူ့ရဲ့ attitude ကတကယ်ကိုမှအာစာလောင်တဲ့ကစားသမားမျိုးလို့ပြောလို့ရလိမ့်မယ်။ဥပမာပြဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့ဒီအင်္ဂလန်နဲ့ပွဲမှာဆိုလို့ရှိရင် Lewis Kelly ကတင်ကိုပြီးတဲ့ချိန်မှာသလို့ရှိရင် Alan Shearer ကိုယ်တိုင်တော့မှ ဒီလိုကောင်းလေးမျိုးကငါတို့အင်္ဂလန်အသင်းအတွက်ကောဒါအပြင်ကိုအာဆင်နယ်အသင်းအတွက်ကောအမှန်တကယ်လိုအပ်တဲ့ကစားသမားမျိုးပဲလို့ချီးကျူးရတယ်။ချီးကျူးတဲ့ချိန်မှာလေဝက်စကယ်လီရဲ့အသက်က session နဲ့19နှစ်မပြည့်သေးတဲ့ကစားသမားဆိုတော့ငယ်ရွယ်တဲ့ပြီးတော့လို့ရှိရင်အဲတဇိုထိုးလောက်တက်သေးတယ်တင်းစရာကြီးများသေးတယ်ဒါပေမဲ့သူ့ရဲ့ attitude ကလုံးဝအာဘောလုံးစိတ်သက်ရှိတယ်လို့ပဲပြောရလိမ့်မယ်။ကစားလာကတော့အဲသူ့ရဲ့ position အရာလဲကြမ်းရမယ့်အခြေအနေမှာ ကျန်းနိုင်တဲ့ကစားသမားမျိုးဖြစ်တဲ့ငွေရည်သေးရင်းလေးဘောဆန်နေရဲဆိုပေမဲ့လည်း potential ကအများကြီးရှိတဲ့ကစားသမားမျိုးပဲဒါအပြင်ကိုသူ့ရဲ့ position ကိုပြန်လိုက်မယ်ဆိုလို့ရှိရင်လည်းလူငယ်အသင်းမှာလုံးဝ central midfield မှာပဲကစားခဲ့တာဒါကဒီမှာဆိုလို့ရှိရင်မြန်မာက WYS ကောင်းကနေပြီးတော့မှလုတ်ထားတဲ့ scouting report သူ့ရဲ့ဒီလူငယ်အသင်းမှာကစားခဲ့တဲ့ Heman ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း central zone မှာပုံပြီးများတာကိုတွေ့ရလိမ့်မယ်ဒါအပြင်ကို Lewis Kelly တို့ပြီးတော့လို့ရှိရင် Ethan Nani တို့ဒီကစားသမားတွေကအာဆင်နယ်အသင်းကြီးကိုရောက်လာတာကအရေးပါတဲ့ ကြောင်းရင်းတစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့2000နဲ့မှအဲ20 23ရာဒီမှာအဲ့ဒီချိန်တုန်းကအာဆင်နယ်အသင်းရဲ့ U18 ကိုကင်တွေနေတာကဝယ်ရှားယာဂျက်ဝယ်ရှားယာကကင်တွေနေတာအဲ့ဒီချိန်မှာဆိုလို့ရှိရင်လည်းဒီ FA UK Final ကိုအတူတူတက်ရောက်နိုင်ခဲ့ပြီးတယ်အဲ့ဒါက ဒီလူငယ်ကစားသမားတွေအတွက်တကယ်ကိုအလဲပြောင်းကြီးကြီးမားမားတစ်ခုပဲဒါပြီးတဲ့အချိန်မှာကျွန်တော်တို့အာဆင်နယ်အသင်းကြီးစီကိုကြောက်လာတာဆိုတော့ဒီကစားသမားလေးတွေက position အရလည်းအသင်းကြီးရောက်လာချိန်မှာကွဲပြားသွားတာတွေရှိတယ်ဥပမာပြင်ဒီ Lewis Kelly ဆိုလို့ရှိရင် Central Midfield ကစားသမားဖြစ်ပါလျက်နဲ့ Inverted ဒီ full back ကစားသမားဖြစ်နေကစားသွားရတယ်ဆိုတော့သူတို့ရဲ့ position ကတော့ပြောင်းလဲသွားတယ်ဒါပေမဲ့သူတို့ရဲ့ဒီနောက်ွယ်မှာပါလာတဲ့ဒီကစားသမားတွေရဲ့အခန်းဒါအပြင်ကိုဒီကစားသမားတွေရဲ့ attitude ဒါတွေကတော့အများကြီးပြောင်းလဲခြင်းမရှိဘဲနဲ့အတင်းကြီးမှနေရာကောင်းကောင်းရနေတယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့ okay ကျွန်တော် data တွေကဘာပြောသလဲတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင် Lewis Kelly က San Francisco မှာကစားခဲ့တဲ့အတော့အကြောင်းမလို့သူရဲ့ passing accuracy ကတော်တော်လေးကိုမြင့်လာလို့ပြောရလိမ့်မယ် Premier League မှာဆိုလို့ရှိရင်တပွဲပြတ်မြတ် passing accuracy က 64.4ရာခိုင်နှုန်းရှိတယ်။နောက်တန်းကစားသမားတယောက်အတွက်ဒါအပြင်ကိုကျွန်တော်တို့ central တဲကိုဝင်ပြီးတော့မှ inverter အနေနဲ့ကစားရတဲ့ကစားသမားတယောက်အတွက်ဆိုလို့ရှိရင်အဲ့ဒီပမာဏကတော်တော်လေးကိုများတဲ့ပမာဏမျိုးဖြစ်တယ်။ဆိုတော့ percentage ratio ကတော်တော်လေးကိုမြင်တယ်။ဒါအပြင်ကိုနောက်ထပ် Lewis Kelly နဲ့ပတ်သက်ပြီးပြောရမှာက jewel win rate ကြီး။ jewel win rate မှာဆိုလို့ရှိရင် Lewis Kelly ကအားလုံးပေါင်း80 ဒသမ900ခိုင်နှုန်းထိကိုအောင်မြင်ထားတယ်ဆို jewel win rate တော်တော်လေးကိုမှကောင်းတယ်သူ့ကိုကြော်ဖြတ်ဖို့အတွက်အဲမလွယ်ကူဘူးဆိုတော့ skill မျိုး မလွယ်ကူဘူးဆိုတော့ man မျိုးကို lewis galaxy မှာမြင်ရတယ် ဒါအပြင်ကို Lewis Kelly ကလက်ရှိ Premier League မှာဆိုလို့ရှင်14ပွဲကစားပြီးသွားပြီ။အဲ့ဒီဒီ Arsenal အသင်းတော်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်ကြော်ဖြတ်ခံရမှုကလက်ရှိချိန်ကြီးတစ်ချိန်မှမရှိသေးဘူး။ဆိုတော့ဒါကသူ့ရဲ့အဓိကအားသားချက်ပဲ။ Lewis Kelly ရဲ့ playing style ကိုကြည့်မယ်ဆိုလို့ရှင် one on one defending နဲ့ကောင်းတယ်။ပြီးတော့လို့ရှင် ball retention နဲ့မှာဆိုလို့ရှင်သူ့ရဲ့ passing ဒီ accuracy ကြောင့်မလို့အသင်းကပို့ပြီးတော့မှဘောလုံးကင်နိုင်တဲ့အသင်းမျိုးဖြစ်သွားခဲ့တယ်။ဒါအပြင်ကိုကျွန်တော်တို့သူ့ရဲ့ play style ကဒီ Arsenal အသင်းပေါ်မှာလည်း impact အများကြီးရှိနေပြန်တယ်။ Arsenal အသင်းက Lewis Kelly ပါဝင်တဲ့ပွဲစဉ်တွေ မှာဆိုရှင်နိုင်ပွဲရဂိုင်းတုံးက98.8ရာဂိုင်းတုံးထိရှိရယ်ဆိုတော့လီဗာစကယ်လီကအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့အာဆင်နယ်အသင်းမှာဆိုလို့ရှိရင်တော်တော်လေးကိုမှခန်းတင်ထားနိုင်တာကိုတွေ့ရတယ်ဒါအပြင်ကိုလက်ရှိလောလောဆယ်အင်္ဂလန်အသင်းကြီးမှာဆိုလို့ရှိရင်ရွေးချယ်ခံရပြီးတော့မှတွင်းကိုတွေလည်းတွင်းယူနိုင်နေပြီဒါပေမဲ့ပြောရတဲ့ခုရှိရသူရဲ့ playing style ရ impact ဖြစ်သွားတဲ့ကိစ္စကပါလဲဆိုတော့အဲ့ဒီအနီကက်တွေဆိုတော့အနီကက်မှာဆိုလို့ရှိရင်အာလီဗာစကယ်လီရဲ့အနီကက်ကိစ္စ ်ကသူ့ရဲ့ဒီကစားသမားရဲ့ audio tune နဲ့လည်းအများကြီးသက်ဆိုင်တယ်ဒါပေမဲ့ဒီကြတာတစ်ခုက Lewis Kelly ရဲ့ပြင်းထန်တဲ့ အဲဒီ jewelry ဆိုတော့ဒီ jewelry ကဒီကစားသမားကိုဒီအသက်အရွယ်မှာဆိုလို့ရှိရင်တော်တော်လေးကိုမှအာမန်ပါစေလေးဦးမယ်ဒါပေမဲ့အသက်အရွယ်ရလာလို့ရှိရင်ဒီလိုမန်မျိုးနဲ့ဆက်ကစားလာနိုင်ပါမလားဆိုတော့ဒါတော့တစ်ချက်ဆုံးကြည့်ချင်ရရှိလိမ့်မယ်ဘလိုပဲနေနေ Lewis Kelly ကလက်ရှိနေထားမှာ Arsenal အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနေတယ်ဒါအပြင်ကို Arsenal အသင်းအတွက်မျှော်လင့်ချင်စရာပဲ Arsenal အသင်းရဲ့ Academy ကနေပြီးမှတကယ်နာမည်ကြီးကစားသမားတွေအများကြီးထွက်ခဲ့ဘူးပဲဒီရဲ့ခြေလမ်းနေနောက်ကို Lewis Kelly လိုက်နိုင်ပါမလားဆိုတော့ အာစောင့်ကြည့်ရလိမ့်လို့ထင်တယ်ဒါပေမဲ့အခုမှအသက်18နှစ်ပဲရှိသေးတယ်အင်္ဂလန်အသင်းအတွက်အသက်အငယ်ဆုံးဂိုးသွင်းထားတဲ့ကစားသမားဖြစ်နေပြီအာဆင်နယ်အသင်းအတွက်လည်းအားကိုးရတဲ့ကစားသမားဖြစ်နေပြီဒီကစားသမားတယောက်ကလက်ရှိနေသားမှာ အာတကယ် European Trophy League မှာကြည့်မယ်ဆိုလို့ရှင်တော့မှာ potential အရှိဆုံး fullback ကစားသမားတွေကတယောက်ဖြစ်နေခဲ့ပြီဆိုတော့အာ Lewis Kelly နဲ့ပတ်သက်ပြီးတော့မှ Arsenal ပြည်သက်တွေကတော့အများကြီးတိတက်ပုံပြီးမျောလင်းကြလိမ့်မယ်လို့ထင်တယ်ဆိုတော့ Lewis Kelly နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမြင်ကြလဲကိုမနဲ့မဝင်အောင်ဆွေးနွေးကြပါဆိုတော့ကျွန်တော်နောက်တစ်ပုံမှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့